ားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှတော့ကျွန်တော် Telegram ကုန်ကြတဲ့မိတ်ဆွေများ Telegram ကုန်ကြအောင်ရှောင်းနေတဲ့ခုမရောက်ပေးမှာဖြစ်ပါတယ်ဗျာโอเคအားဆိုရင်ကျွန်တော်တို့ Telegram ရှောက်ဖို့အတွက်ပထမဆုံးကျွန်တော် Telegram software လေးကိုကျွန်တော်တို့တာလေးအတာလေးဖိထားမယ်နော်ဖိထားပြီးတော့ကျွန်တော်တို့ရဲ့သူ့ရဲ့ app info တွေကိုသွားမယ်ကျွန်တော်တို့ဒီကနေသွားလဲရတယ်အဲဒါမှမဟုတ်ကျွန်တော်တို့တွေ setting တွေကိုသွားမယ် စတဲ့နဲ့သွားပြီးရော app money ပေါ့လို့တချို့ဆိုတဲ့ money app သွားတယ်ကျွန်တော်တို့ app သွားမယ်အဲသွားပြီးဒီကနေပြီးတော့ telegram software ကိုဝင်လဲရပါရဲ့เนาะဒီ e အဲ e okay ဒီကနေသွားမယ်ဆိုရင်လဲရတယ်အတူတူပဲပေါ့เนาะဒါကျွန်တော်မြန်လို့ပြပေးတာ okay အဲအဲဆိုလို့ရှိရင်ဒီ money သွားပဲရတယ်ဟုတ်ပြီအဲဆိုကျွန်တော်ပို့ပြီးမြန်တော့လို့ကျွန်တော်ဒီကနေပဲအသားလေးဖိလိုက်မယ် ဖြီးပြီးတော့ဒီမှာရှိတဲ့ဒီနေရာလေးကို add info လို့နေလိုက်မယ်ဒါဆိုရင်ဒီနေရာကိုရောက်သွားပြီရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က Telegram မှာဘာကြောင့်ကုန်မကြလဲဆိုတော့ကျွန်တော်တို့ကဒီ permission နဲ့ long တွေမပေးရသေးလို့ပါအဲ့တော့ permission နဲ့ long တွေပေးနေအများကိုပေးမယ် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပြထမဆုံးအဲပထမဆုံးဒီနေရာလေးလေးအမှန်ချစ်ဖွင့်ပေးမယ် okay ပြီးရင်ဒီမှာဒီမှာရှိတဲ့ notification ကိုဝင်လိုက်မယ် notification ဝင်မယ်ဝင်ပြီးလို့ရှိရင်အားလုံးဖွင့်ပေးထားမယ်เนาะကျွန်မဒီမှာကျွန်တော်အားလုံးဖွင့်ပေးထားတယ်အကုန်ဖွင့်ပေးလိုက်ပါ ပါတစ်ခုမှအကျွန်တော်အနီးမပါစေနဲ့အကုန်ဖွင့်ပေးလိုက်မယ်။ Okay ဖွင့်ပေးပြီးတော့တစ်ချက်လောက်ကျွန်တော်ဒီမှာဖွင့်တာဒီအစဒီလိုပုံစံဖြစ်နေလိမ့်မယ်။ဒါဆိုကျွန်တော်ဒါလိုမျိုးလေးဖွင့်ပေးလိုက်မယ်ပေါ့နော်။ Okay ပြီးရင်ပြန်ထွက်လိုက်မယ်။အာပြန်ထွက်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့အဲဒီမှာရှိတဲ့အဲဒီ permission တွေရှိမယ်။အဲဒီမှာ permission တွေကိုလည်းအနီးဒီရှိနေလိမ့်မယ်။ဒါကတော့ကျွန်တော်အကုန်လုံးစိုင်းအောင်လုပ်ထားပြီးသားအဲအခုလိုနေရာလေးရောက်လို့ရှိရင်တော့ဒီနေရာလေးကတော့ကျွန်တော်တို့ဒီ the always dharma use uh, when uh, when using the app ဒါနေထားလဲရတယ်ဒီလိုမျိုးအပြာနဲ့အစိမ့်မဖြစ်နေရမယ်အနည်းကြီးပါလို့မရဘူးပေါ့နော်โอเคအဲဆိုရင်ဒီဟာလေးတွေကိုကျွန်တော်တို့တွေဖွင့်ထားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းတွေကကုတ်တွေကြမယ်အဲကုတ်တွေမြင်မြင်ကြတယ်ပေါ့နော်အဲကျွန်တော်တို့ဖုန်းတွေမှာလည်း Gmail account တစ်ခုရှိဖို့လိုတယ်အဲ Gmail account နဲ့တစ်ခုအတည်ပြုမယ်ပြီးလို့ရှိရင်တော့ဒီဖုန်းနံပါတ်တို့သူကုတ်လာတယ်ပေါ့နော်တချို့ဖုန်းတွေဘာကြောင့်ကုတ်မလာလဲဆိုတော့အခုလိုမျိုး permission တွေမပေးရသေးလို့ပါ ဒါလေးကိုမိတ်ဆွေမျိုး live မျှပေးရပါဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့တွေဒီပေါ့နော် Telegram ဒီ Telegram နဲ့ပတ်သက်ပြီးတော့နေပညာလေးတွေဆက်လက်ပြီးမျှဝေပေးပါဦးမယ်ဗျအားလုံးကျေးဇူးတင်ပါလဲ live screen နေပြီးအားပေးကြပါဦးဗျအားလုံးပဲ bye bye